မန်ယူသင်းဟာလက်ရှိနေပြအော်မရန်ရဲ့နေရာမှာဘာစီလိုနာနေပြဟောင်းဇာဗီကိုအစားထိုးခန့်အပ်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အသက်၄၀အရွယ်အော်မရန်ဟာ2024နိုဝင်ဘာ17ရက်ကမှမန်ယူသင်းကိုနှစ်နှစ်ခွဲသက်တမ်းရှိတဲ့စာချုပ်တစ်ရပ်နဲ့ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အမရန်လက်ထက်မှာမန်ယူအသင်းဟာအချိန်နဲ့ပုံမဆုံးရနေပြီးပရီးမီးယားလိမှာအဆင့်၁၄အထိရောက်ရှိနေတယ်လို့လီဖလာနဲ့ FA ဖလားပြိုင်ပွဲတွေကနေလည်းထွက်ခွာခဲ့ရပါတယ်။ဒါကြောင့်မန်ယူအသင်းတာဝန်ရှိသူတွေဟာလက်ရှိနေပြအမရန်ရဲ့စွမ်းဆောင်မှုကိုအားရကျင့်တ်ခြင်းမရှိတဲ့အတွက်လာမယ့်နေရာဒီမှာနှီးပြပြောင်းလဲပြုလုပ်ဖွယ်ရှိပြီးဘာစီလိုနာနှီးပြဟောင်းစာပေကိုအစားထိုးခံရဖို့ဆန္ဒရှိနေတယ်လို့သတင်းထွက်လာခဲ့ပါတယ်။ မယူသိဟာ22ကြိမ်မြောက်အမှတ်ပေးချန်ပီယံဆုရယူနိုင်ဖို့ပြတ်မှတ်ထားလျက်ရှိရာအခုရာသီမှာအမရအနေနဲ့၎င်းတို့မျိုးမန်းထားတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိခဲ့ပါကရာသီကုန်မှာရာရုကနေထုတ်ပယ်ခံရပွဲရှိနေတယ်လို့သုံးသပ်ခံနေရပါတယ်အဝရဟမန်ယူအသင်းကို25ပွဲအကိုင်းတွဲထားရမှာ10ပွဲသာအနိုင်ရပြီး9ပွဲအထိရှုံးနိမ့်ထားပါတယ်